တရားတော့ဟုတ်လားတရားစခန်းရဲ့ဒုတိယမြောက်နေ့ဆိုတော့ဟုတ်လားအခုတရားအရင်ထိုင်မလားတရားအရင်ဆွေးနွေးမလားဟမ်အရင်ထိုင်လိုက်မလားအဟုတ်ပြီတော့ဒီနေ့တော့ဒုတိယနေ့ဆိုတော့နည်းနည်းတိုးလိုက်မယ်ဟုတ်လားမင်းရဲ့15မိနစ်ဆိုတော့ဘယ်လောက်တိုးမလဲဟမ်မိနစ်20တိုးမလားအဲ့တော့မိနစ်20လောက်ပေါ့ဟုတ်လားစူပေါင်းပြီးတော့တရားအရင်ထိုင်လိုက်ပါဘောနော် အဲဆိုရင်ဦးဇင်းတို့ခြေရီလက်တွေကိုအစဉ်ပြေအောင်တတောက်တတပြေအောင်ထိုင်မယ်အဓိကကဦးဇင်းတို့သတိဉာဏ်ပညာဖြစ်အောင်လုပ်ရတာသတိဉာဏ်ပညာဖြစ်ဖို့အတွက်ဦးဇင်းတို့ကဒီအိဒီယာပုံလို့ခေါ်တာပေါ့ခြေလက်နေသားတွေကိုဦးဇင်းတို့ကတတောက်တတဖြစ်ရအောင် ချို့ဒူးတွေပါနေတယ်ဆိုရင်လည်းဒါခုံထဲထိုင်လို့ရတယ်တချို့ကခုံထဲထိုင်ရင်ဒါသူများတွေအောက်မှာထိုင်နေပေါ့ငါတော့အပေါ်မှာထိုင်နေစသည်ဖြင့်ပေါ့ဒီနေ့ကတည်ဉာဏ်ပညာဖြစ်ဖို့အဓိကကအကူအောက်မှာတော့ထိုင်နေဒါပေမဲ့ကိုခြေတော့ကအောက်မှာထိုင်တော့နာနေတယ်အဲနာတာကိုပဲစိတ်ရောက်နေတယ်ပြောတာကို ိတ်မဝင်စားဘူးဆိုရင်လည်းဒါအလကားပဲပေါ့ဥစဉ်တို့ကရင်ဆုံးပေါ့ဒီဒီနာကြားဖို့ပေါ့ဒီတရားဓမ္မဆိုတာဘာလဲဆိုတာအရင်ဆုံးနားလည်ဖို့တင်ကြားဖို့လိုတာပေါ့နားနဲ့တင်ကြားမှုမရှိဘူးဆိုရင်သူကတရားမှတ်နေပြီမဲ့လေသူကတလွဲကြီးတွေဖြစ်နိုင်တာပေါ့အဲရမို့နားလည်တင်ကြားဖို့လိုတာပေါ့ ခုဆိုရင်ဒါကျမ်းမာရေးပေါ့ဆေးလာကုကြတယ်ပေါ့သူကဆေးကုပေမဲ့ပေါ့အဲ့ဒီလူနာဟိုပေါ့ဘလို့စားတင်တယ်ဘလို့နေထိုင်ရမယ်ဘလို့စားစားတွေကကျမ်းမာရေးတွေကထိခိုက်တယ်ဘလို့နေထိုင်တာတွေကကျမ်းမာရေးကိုထိခိုက်တယ်အဲ့ဒါတွေကိုသူကအသိပညာပေးရသူကအသိပညာမပေးရင်ဒီနေ့ဆေးကုလိုက်လေသူကပျောက်သွားတယ်ဒါနောက်နေ့ကျတော့သူကကျမ်းမာရေးနဲ့မတင်တော်တာတွေစားမယ် ကျမကြီးနဲ့မတင်တော်တာတွေကိုပြုလုပ်မယ်ဆိုရင်ယောဂါတွေကပြန်ပြီးတော့ဖြစ်လာမှာပဲလေအဲ့တော့သူအတိပညာကအဓိကသူအတိပညာမရှိလို့ပေါ့ကျမကြီးဆိုလဲကျမကြီးနဲ့ပတ်သက်တဲ့အတိပညာမရှိတော့စားကျင်တာတွေစားကျမကြီးနဲ့မညီညွတ်တာတွေလုပ်တချို့ဆိုရင်ဆေးလိပ်တွေတောက်ကွန်းရာတွေအလွန်ကျွန်းစားပေါ့အကျမကြီးနဲ့မညီညွတ်ပြီးတော့မှဆေးလာကူတော့ဘယ်တော့ဆုံးမလဲပေါ့အဲ့တော့အတိပညာဖြစ်ဖို့လိုရပါ ျမ်းမာရေးဆိုရင်လည်းကျမ်းမာရေးနဲ့ပတ်သက်တဲ့အသိပညာတွေပေးဖို့ကနံပါတ်1ဟောစေကုတာကနံပါတ်2ပေါ့။အဲ့မဲ့သူတွေကအသိပညာပေးတာတဲ့ယောဂဖြစ်တော့မှသူကစေကုပေးနေကြတာပေါ့။ယောဂမဖြစ်အောင်ဘယ်လိုနေမလဲဆိုတာကပိုအရေးကြီးတာ။အခုဆိုရင်လည်းဒါတိုင်းပြည်ဆိုတဲ့ဒီတိုင်းပဲပေါ့။စစ်ပွဲတွေဖြစ်မှငြိမ်းချမ်းရေးတွေထားလို့ပေါ့။ ပုဂ္ဂိုလ်တွေတကယ်စစ်ပွဲတွေဖြစ်တာဘာကြောင့်လဲတယောက်နဲ့တယောက်ဟာလာမကြည်နပ်တာတွေနာကြည်တာတွေအနိုင်ကျင့်ဘူကြတာတွေမျက်မျက်တတမဆောင်ရွက်တာတွေဒါတွေကြောင့်သူကဒီလိုတွေဖြစ်ရစစ်ပွဲမဖြစ်အောင်ပေါ့အသိပညာပေးရမှာတယောက်နဲ့တယောက်ညီတူညီမျှဆက်ဆံမယ်လူတွေကတယောက်နဲ့တယောက်ဘူလှုပ်ချင်ကြတာပေါ့ဆရာကြီးလှုပ်ချင်ကြတာအဲ့ဘာဖြစ်လဲဆိုတော့တယောက်နဲ့တယောက်ဆရာကြီးလှုပ်တော့ဘူလှုပ်တော့သူက ကိုကနိမ့်ကြနေတော့ဒါတီးခန့်တာပေါ့ကိုလည်းစွမ်းအားတွေရှိလာတော့ဒါပြန်တော်လှန်တာပေါ့အပြောရင်ဒါကတော့စစ်ပွဲတွေဖြစ်လာမှာပေါ့ စစ်ပွဲတွေဖြစ်လာမှငြိမ်းချမ်းရေးလောက်တာထက်ပေါ့ယောဂါတွေဖြစ်လာမှစေကုတာထက်ပေါ့စစ်ပွဲတွေဘာကြောင့်ဖြစ်ရလဲအဲ့လိုစစ်ပွဲတွေဖြစ်စေတဲ့အကြောင်းတရားကိုနားလည်ပြီးတော့အဲ့လိုမဖြစ်အောင်သူကနေတတ်ထန်တတ်နေတတ်ဖို့ပေါ့ဘလို့လှုပ်ဆောင်ရမလဲဆိုတာပေါ့တရားနဲ့တရားပေါ့ဘလို့နားလည်ဆောင်ရမလဲဆိုတာတိဖို့ပေါ့ဒါတွေကိုဦးစင်းတို့ကတင် जा ပေးရမှာ ယောဂပြမစေကုတာတဲ့ပေါ့ယောဂမပြအောင်ဘယ်လိုနေထိုင်ရမလဲစားတော့မလဲဘယ်လိုစိတ်ထားမလဲဆိုတာတွေဥစဉ်တို့ကတင်ကြားပေးရမယ်ယောဂမဟုတ်ပဲနဲ့ဥစဉ်တို့ကအစပွဲပြမငင်းငင်းရီထားလို့ပေါ့ယောဂပြမစေးရီထားခုဆိုရင်တော့ဥစဉ်တို့ဘယ်တော့မှဆုံးမှာတော့မဟုတ်ဘူးပေါ့အခုလေတရားထုတ်တာလေဒီတိုင်းပဲပေါ့ ဦးဇင်းတို့ကတရားအထုတ်တယ်ဆိုတာဘယ်လိုလဲဘယ်လိုလှုပ်ဆောင်တာလဲဆိုတော့အရင်ဆုံးသိနာလေအောင်ပေါ့တင်ကြရတာပေါ့အမတင်ကြဘဲနဲ့ဦးဇင်းတို့ကဟိုလိုရှုဒီလိုရှုမလှုပ်နဲ့မကုန်းနဲ့ဒါတွေကိုပဲတင်ကြနေကြတာအဲ့အတိပညာက မပါလာဘူးဖြစ်နေမဲခင်ရှိပါမှဆိုရင်လေဦးဇင်းတို့ကဒါတမာဒိဋ္ဌိပေါ့တမာဒိဋ္ဌိကစတာပဲမှန်ကန်တဲ့တိမြင်မှုပေါ့နားလည်မှု ော့အဲ့ဒါဖြစ်အောင်အရင်ကြိုးစားဒီကကိုကကိုဆိုရင်အမှန်တရားဆိုတာဘာလဲဆိုတာတိဖို့မလွယ်ဘူးပေါ့ဒါဘုရားရှင်ပွင့်လို့ဒါဒီအမှန်တရားဆိုတာဘာလဲဆိုတာကိုတိခွင့်ရတာပေါ့အလွယ်ပြောမယ်ဆိုရင်တော့ငါမဟုတ်ဘူးယုတ်တရားနန္တရားခန္ဓာ၅ပါးအပေါင်းစုတွေပဲအကြောင်းအကျိုးဓမ္မတွေပဲဒီလိုနားလည်ဖို့အရင်လောက်ရမှာ လောကမှာပြဿနာတွေဒုက္ခတွေစင်းရဲတွေဘာကြောင့်ဖြစ်ရတာလဲဆိုတော့အဲ့အမှန်မသိအမှန်မသိမှုကြောင့်အမှန်ကိုတင်နာလေတဲ့ပေါ့အသိပညာမရှိကြဘူးပေါ့ရွှေစိန်တဲ့ဒါဥပုသ်ဆောင်နေဆိုရင် तू ကဘာလဲဆိုတော့အစားမစားဖို့ပဲ तू ကအဓိကထားတယ်မဟုတ်ဘူးလေ तू က तू ကညနေစားပေါ့မစားပြီမဲ့လေ तू ကသမင်းတို့ဟင်းတို့ညနေဘက်မှာမစားပြီမဲ့ तू ကဟာခေါက်ဆွဲပြုတ်တို့ အာတရားဖြောရီတို့အခြားလက်ဖက်တုပ်တို့အဲ့ဒါတွေကိုကြတော့သူကခါတယ်ဟိုမမမောမောစားနေတာပေါ့အမစားရဘူးမဟုတ်ဘူးပေါ့သူကအစားနဲ့ပတ်သက်တဲ့လောဘကိုစွန့်ဖို့ဥပုသ်ဆောင်နေဆိုရဲလောဘကိုစွန့်ဖို့လောက်တာပဲသူတပြင်းတော့အစားနဲ့ပတ်သက်တဲ့လောဘပေါ့နောက်ပြီးဥစဉ်တော့အပိုလောက်တွေလောက်တယ်ဟာအလှပပြင်နာတွေတချင်းသားထောင်းနာတွေကခုံနာတွေပေါ့ တော့အပိုလုတ်တွေတော့ဥစဉ်တော့အချိန်တွေကုန်နေတယ်အပိုလုတ်တွေတော့ကိုပဲဆွဲလန်းနေတယ်ဥပုသ်ဆောင်နေဆိုတော့အဲ့အပိုလုတ်တွေကိုမလုတ်တော့ဘူးပေါ့အလူတယောက်ကတကယ်တော့အစားနှစ်နှစ်စားရင် လုံလောက်တာပေါ့မနှက်စားနေလဲစားပေါ့ဒါပေမဲ့ဥစဉ်တော့တွတ်တွတ်စားနေကြတော့အစားနဲ့ပတ်သက်တဲ့လောဘကိုစွန့်ဖို့အပိုကိစ္စတွေကာကုန်တာတွေအလှပြင်တာတွေဒါတွေနဲ့ပတ်သက်ပြီးတော့ပေါ့ လောဘကိုစွန့်ဖို့ပေါ့ဥစဉ်တို့ကတကယ်တော့ဥပုသ်ဆောင်ပါလှူတယ်တန်းတယ်ဆိုရင်လည်းဒီတိုင်းပဲဥစဉ်တို့ကလှူတယ်တန်းတယ်ဆိုရင်နတ်ပြည်မှာဘုံမိမ့်မှပေါက်ဖို့ငါနောက်ဘဝမှာဒီအကျိုးကိုဘယ်လိုခံစားရဖို့ဆိုတော့လောဘကြီးနဲ့တူးနေတာဒီကလောဘလောဘကိုစွန့်ဖို့လှူတယ်လို့နားမလည်ဘူးပေါ့သူကငါပစ္စည်းငါဥစ္စာဆိုပြီးတော့တွေတာနေတာပေါ့လူတွေကအဲ့ဒါကြောင့်မို့ဝါဆိုရင်ပူပန်နေရတာပေါ့လှူတယ်ဆိုတာငါ အလှရဲ့အကျိုးခံစားရဖို့ဆိုတာထက်ပေါ့လောဘကိုစွန့်ဖို့အလှလိုက်ခြင်းအပြင်ပေါ့ငါပစ္စည်းငါဥစ္စာဆိုတဲ့အစွဲတွေငါပိုင်နေဆိုတဲ့ပေါ့လောဘတွေကိုသူကဗာလဲဆိုစွန့်လိုက်တာသူကလောဘအာကြီးနေရင်လှလို့မရဘူးလေငါဥစ္စာဆိုတော့ထင်နေတော့ဘယ်လှခြင်းမှမငါပိုင်နေတင်တော့မလှခြင်းဘူးပေါ့သူကလှလိုက်ခြင်းအပြင်ငါပစ္စည်းငါဥစ္စာဆိုတဲ့ပေါ့ အစွဲကိုဆွန့်လိုက်တာပဲဟိုဦးဇင်းတို့ကဒီပေါ့လေနားလည်မှုပေါ့အလှူတာအစဥပုပ်ဆောင်တာအစရွေချက်ကိုတိရဦးတရားကြီးမှန်မှန်တက်တယ်ဆိုရင်လည်းဒီတိုင်းပဲပေါ့ဒါရားကြီးမှန်မှန်မတက်ဘူးဆိုရင်တော့နားလည်မှုလွတ်ကုန်တာပေါ့ဒီတင်ကြားသားတွေလွတ်တော့တာနားလည်မှုကမမှန်တော့ဘူး ရည်ရချက်ကိုဦးဇင်းတို့သိရမယ်ပေါ့ကိုဘာလုပ်နေတာလဲဘာကြောင့်လုပ်တာလဲဘလို့ဥတီထားတာလဲအဲဒီလိုနားလည်မှဒါလင်ဦးဇင်းတို့ရဲ့ပေါ့လုံးရက်ဒီအတွေးခေါ်ဒီမှန်ကန်လာမှာပေါ့အော်ဦးဇင်းတို့မှန်ကန်တဲ့နားလည်မှုပေါ့တီးပညာဖြစ်ဖို့တရားနာရတယ် တရားအားထုတ်ကြဆိုတာအဲ့နာထားတဲ့အတိုင်းပေါ့တိထားတဲ့အတိုင်းလက်တွေ့ဘဝမှာကျင့်သုံးတာကိုတရားအားထုတ်တယ်လို့နားလည်ရမယ်ခုတော့ဦးဇင်းတို့နာဒီဝကိုအာယုံစိုက်ထားမယ်စိတ်ကိုလျှော့ထားဘာမှအရေးမကြီးဘူးအဲ့အရေးကြီးနေတဲ့ကိစ္စနဲ့ပဲဒါပြဿနာတွေစင်မပြေရာတွေဒါကြုံရတာပဲအဲဝင်တိုင်းတီထွက်တိုင်းတီ တည်နေပါအဲဒီမပါပဲလေမွင်စီနဲ့ဒီမပါပဲလေပြင်းကိုမထွက်စီနဲ့အော်အတန်ဒီကြားတာပဲဖြစ်ဖြစ်ပေါ့ဒါကြားလိုက်ရင်အတန်ပဲလို့ဦးဇင်းတို့တင်ထားတာပေါ့အဲ့တော့အတန်ကြားတဲ့ပုံမှာလဲသူကအနောက်ရှက်လို့ပဲဖြစ်ဖြစ်ပေါ့ဟိုကလေး ကိုရင်လေးရဲ့တန်လေးပဲဖြစ်ဖြစ်ပေါ့အကြားလိုက်ရင်အတန်ပဲဆိုတာကဒီပုံမှာကောင်းတယ်လို့ပြောရလဲမဟုတ်ဘူးစိုးတယ်လို့ပြောရလဲမဟုတ်ဘူးပေါ့ပုံမှာပြဥစဉ်တော့အတန်ကြားလိုက်တာနဲ့ပေါ့ကောင်းတယ်စိုးတယ်ဆိုတာဖြစ်သွားပြီအာဒီလိုတန်နေကြတာမကောင်းဘူးအနှောက်ယှက်ပဲ သူတရားတိုင်းနေဆိုတာအဲ့ဒီအစွဲကိုဖြုတ်တာပေါ့ကြားလိုက်ရင်အတန်ပဲဆိုတာကကောင်းနေဆိုတယ်လို့ပြောတာမဟုတ်ဘူးအတန်ပဲဆိုတာသူကတဘာဝပဲပေါ့တမယာဒီချင်းနေဆိုတာလည်းတဘာဝပဲအလကုံတစ်ဖက်တီးတယ်ဆိုရင်ဒါအတန်ကမြည်လာမှာပဲအော်ကလေးတယောက်ရိတ်တာမှာရှိရဆိုရင်လည်းဟိုသွားလိုက်ဒီသွားလိုက်អော်လိုက်ហិလိုက်ဆိုတဲ့အတန်တွေကလည်းကြားနေရမှာပဲအကြောင်းတရားအတိုင်းအကျိုးတရားပေါ်တာပေါ့ ိုးတူပဲပေါ့ရိတ်တာမှာဒီစားကြောင်တဲ့လူပဲဖြစ်ဖြစ်ပေါ့အတန်တွေကတော့ကြားနေရမှာပဲဒါစပီကာဆိုရင်လည်းဒါအတန်က စပီကာမကောင်းတော့လဲအတန်ကပြီးပြဲဆိုတဲ့အတန်ဒီလဲဒါကြားနေရမှာပဲပေါ့အဲ့တော့မျက်စိပေါက်ရှိရင်မြင်ကွင်းတွေကတော့မြင်နေရမှာပဲခြူကင်းတွေလည်းမြင်ရမယ်အနိဋ္ဌာယုံဆိုတဲ့ပေါ့အမနီယာဆိုရင်ဆရာလေးတစ်ပါးကဒါအမြင်ကွင်းတစ်ခုကြောင့်ငိုသွားတာပေါ့လေအဲ့တော့ ိုကြိုက်တဲ့မြင်ကွင်းပဲဖြစ်ဖြစ်ပေါ့မျက်စိပေါက်ရှိရင်တော့ကိုမကြိုက်တဲ့မြင်ကွင်းပဲဖြစ်ဖြစ်မြင်နေရမှာပဲပေါ့နားရှိရင်လည်းဒါအတန်ဒီလာတိုက်ရင်ကြားနေရမှာပဲဖုံးမြည်တန်းကလေးငိုတန်းငှက်ညီမြည်တန်းဟိုရင်တစ်ဘက်ကဆိုရင်ဒါစိုက်ကယ်တွေတန်းဟောဘူးနဲ့ရားဟောနေတော့သူစိုက်ကယ်ကြီးတွေကလည်းသူကပစ္စည်းတွေတင်လာတော့အတန်အကျယ်ကြီးတွေပေါ့ဒါတွေကလည်းမကြားကျင်လို့မရဘူး ်ခန္ဓာ၅ပါးဖြစ်လာပြီဆိုတဲ့ဟာမျက်စိပေါက်နားပေါက်နှာခေါင်းပေါက်ရှာပေါက်ကိုယ်ပေါက်မနှောပေါက်ပေါ့မနှောပေါက်ဖြစ်လာတဲ့အတွက်ကူပဲဥစဉ်တော့ဒါကြံတွေးတယ်ဆိုတဲ့အတွေးအာယုံဓမ္မယုံနေရာလဲပေါ်မှာပါပဲမတွေးခြင်းလို့မရဘူးပေါ့ကိုယ်တိတ်ကာလတုန်းကဆွဲလန်းခဲ့တဲ့ဆွဲလန်းမှုအတိုင်းပေါ့အတွေးအာယုံနေရာလဲမရှိရကနေဖြစ်ပေါ်လာမှာလေဒါတွေဥစဉ်တော့ကဘာလို့ရမှာလဲဆိုတော့ သတိဉာဏ်ပညာဖြစ်အောင်ပဲအတုံးချသတိထားဖို့အတွက်အရှုခံနေနဲ့ပေါ့အတုံးချဒါတွေကိုကောင်းတယ်ဆိုပြီးတော့မှတွေ့ရမှာလည်းမဟုတ်ဘူးဒါတွေကိုမကောင်းဘူးဆိုပြီးတော့မှပေါ့ပြစ်ပယ်ခြင်းတွေရမှာလည်းမဟုတ်ဘူးပေါ့ဒါတွေကအကြောင်းတိုက်ဆိုင်ပေါ်နေရပေါ်နေမှာပဲကိုကပြစ်ပယ်ခြင်းလို့လည်းမရဘူးအတွေးအယုံနေဆိုရင်ဒါပြစ်ပယ်လို့လည်းမရဘူးတို့ကအတွေးအယုံဆိုတာလည်း ာယုံ6ပါးထဲမှာတဘာအနေနဲ့သူကပေါ်နေမှာပဲသူကဦးဇင်းတို့ကအရှုခံအနေနဲ့ပဲသူကတောင်းရမှာတတိထားဖို့အတွက်ပေါ့အရှုခံအနေနဲ့ပဲတောင်းရမှာပေါ့ဒါပေမဲ့ဦးဇင်းတို့ကကိုကြိုက်တာဆိုရင်တွယ်မယ်ကိုမကြိုက်တာဆိုရင်ဖေရှားမယ်ဆိုတော့အတိတွေပဲရှိတာပေါ့အဲ့ဒီအတိတွေကမှားနေတယ် နားဘောက်ကအတန်တည်ကြမယ်နှာခေါင်းဘောက်ကနှံ့တည်ဦးဇင်းတို့ပြုံးလွင်ပါဆိုရင်ဒါတလောကမိန်လာပိုက်ပေါက်တာပေါ့မိန်လာပိုက်ပေါက်ဖို့တော့ဒါဦးဇင်းတို့အဆောင်ကပြည့်ပြည့်ပေါ့ဓမ္မယုံကပြည့်ပြည့်ဒါကအနှံ့တည်ကရနေတာပဲတရားထိုင်နေတယ်ဟုတ်လားမရနဲ့ဆိုလည်းမရဘူးလေသူကပြင်တဲ့လူကမလာသေးဘူးဆိုရင်အဲ့ဒါ၂ရက်၃ရက်ဒီနှံ့တည်ရနေရပဲမနှံ့မရကျင်လို့လည်းမရဘူးပေါ့ နှကောင်းပေါက်ရှိရင်ဒါအနံ့တွေကပေါ်နေမှာပဲချာပေါက်ရှိတယ်ဆိုရင်ဒါဓမင်းစားရင်ရတာတွေကတိနေရမှာပဲဒါတွေမကြုံကျင်လို့မရဘူးပေါ့အဲ့ဒါကအနတ္တတရားပဲမျက်စိပေါက်ရှိရင်အစင်းအာယုန်တွေပေါ့အယောင်အစင်းဆိုတဲ့အာယုန်တွေလာတိုက်မယ်နားဆိုရင်အတန်အာယုန်တွေလာတိုက်မယ်ပေါ့နှကောင်းဆိုရင်နှံ့အာယုန်တွေလာတိုက်မယ်အဲ့ဒီကမှမြင်စိတ်ကြားစိတ်ပေါ့နံစိတ်တွေမရှိရကနေဖြစ်ပေါ်လာမယ်ပေါ့ ဲ့ဒါဒီပေါ်မှာဥစဉ်တော့သတိဉာဏ်ပညာဖြစ်အောင် ပြုလုပ်ရမယ်သတိဉာဏ်ပညာဆိုတာဖြင့်ဖြင့်မှန်တိလိုက်ပေါ့တိပြီးရင်ငါပိုင်ငါဆိုင်မဟုတ်ဘူးဒါရီကအကြောင်းတိုက်ဆိုင်လို့မှဖြစ်ပေါ်လာတဲ့သဘာဝတရားပဲဒီလိုနားလည်ရမယ်ကချောင်းဆိုးတာကအစပေါ်ရီက စိုးကျင်လို့မရဘူးပေါ့သူကိုယ်တိုင်လည်းတရားတော့စိုးကျင်တာတော့မဟုတ်ဒါပေမဲ့ဟာလာအရေးခံမယ်ဆိုရင်ဒီယာတိဥဒုဆိုတဲ့အကြောင်းတရားအကြောင်းပေါ့ချောင်းစိုးခြင်းဆိုတဲ့အကျိုးတရားဒါဖြစ်လာတာပေါ့ချောင်းစိုးရင်တန်ထွက်မယ်တန်ထွက်ရင်နားမလာတိုက်မယ်ကြားစိတ်ပေါ်မယ်ပေါ့ဟောဒါတွေကသူကတရားတွေပဲပေါ့ဘာဝတရားပေါ့အတန်ကယုတ်တရားပေါ့ဒီဘောမှာကြားစိတ်ဒီ ဒီဘောမှာတီးတဲ့စိတ်တွေခံစားတဲ့စိတ်တွေကနန္တရားပေါ့ဟောယုတ်တရားနဲ့နန္တရားပဲဖြစ်နေတာပေါ့ဒါပေမဲ့ဦးဇင်းတို့ကယုတ်တရားနဲ့နန္တရားပဲဖြစ်နေတယ်လို့မသိဘူးဟာအနောက်ရှက်တွေဖြစ်နေတယ်အကျဉ်းဆရာတွေဖြစ်နေတယ်စိတ်ညစ်ဆရာတွေဖြစ်နေတယ်လို့အထင်မှားကြတာပေါ့နောက်ဆိုအတွေးအယုံအားစားတချို့ဆိုအတွေးအယုံပေါ်ရင် မကြိုက်ဘူးပါတရားတိုင်အသွေးတွေခဏခဏပေါ်တယ်စိတ်ညစ်စရာပဲတရားတိုင်ရတာအဆင်မပြေဘူးပေါ့ပေါ်ဘူးလေအသွေးအယုံပေါ်လာတာဟိုကအဲ့ဒါတဘာဝတရားပဲလေဘာလဲဆိုတော့နံဆိုတဲ့တဘာဝတရားပေါ့အဲ့ဒါအာယုံ6ပါးထဲမှာ5ပါးကယုတ်တရားပေါ့အဲ့တော့အစင်အတန်အနတ်အရတာအထီးအတွေ့ဆိုတဲ့အာယုံ5ပါးကယုတ်တရားပေါ့အသွေးအယုံဓမ္မအယုံဆိုတဲ့ အာယုန်တွေကတော့နန္တရာပေါ့ယုတ်တရားနဲ့နန္တရာပေါ့အယုတ်တရားနဲ့နန္တရာကိုအမှန်တိုင်းမသိတော့ဦးဇင်းတို့ဟာဒီကယုတ်တရားကလည်းတဘာဝတရားပဲအနှောက်ယှက်မဟုတ်ဘူးစိတ်ညစ်စရာလည်းမဟုတ်ဘူးနောက်ယာရီဥဒ္ဓပူရာဆပေါ့ပူတယ်ဆိုတာလည်းယုတ်တရားပဲတေဇောထပ်ပေါ့ညောင်းနေနာတယ်ဆိုတာကလည်းပထဝီဓာတ်ပေါ့ အဟိုစောစောပြောတယ်ခေါင်းကိုက်တယ်ဆိုတော့ तू ကဒီဓာကြီးလေးပါမှာပေါ့ तू ကပထဝီဓာတ်ဖြစ်လာရင်ပထဝီဓာတ်တွေများလာရင်ပေါ့ကိုက်တယ်ခဲတယ်ထုံတယ်ကျင်တယ်ဆိုတာဖြစ်လာတယ် तू ကပထဝီဆိုတာမြေဓာတ်ပေါ့မြေကြီးဓာတ်ဆိုတာ तू ကမာတယ်ပြော့တယ်ပေါ့မာလာတယ်ခဲလာတယ်တင်းလာတယ်ပေါ့အရေခဲတတာတဲ့မှာရေထဲလိုက်ရင် तू ကခဲသွားတာပေါ့ तू ကအေးအေးဓာတ်များလာရင် तू ကခဲသွားတယ်ပေါ့ခဲတယ်ဆိုတာပထဝီဓာတ်တွေများလာ ။ဒါကြောင့်ယာတိဥတုအေးလုံးရင်လည်းသူကခေါင်းနေခဲတာလေသူကအေးလုံးရင်ခေါင်းနေကြိုက်တယ်။ဘာလို့ဆိုတော့အေးတက်ကသူကခဲနေတာ။ခဲနေတယ်ဆိုတာပထဝီဓာတ်တွေကိုများနေတာပေါ့။ဟောဒါလည်းတဘာဝတရားပဲယာတိဥတုပူရင်ခေါင်းနေခဲလာမယ်။အဲ့လားတကယ်တော့ခဲတယ်ဆိုတာပထဝီဓာတ်ပဲ။ဒါပေမဲ့ဥစဉ်ကပထဝီဓာတ်လို့မသိဘူး။ငါကောင်းကြီးကခဲတယ်၊ငါကောင်းကြီးကနာတယ်ဆိုတော့အဲအဲ့ဒီပေါ်မှာစိတ်တည်ညင်းရတာပေါ့လေ။ ။အပြောရင်ကတော့ဥစဉ်တို့ဟာဒီယုတ်တဘာဝနန္ဒဘာဝကိုအမှန်တိုင်းသိရမယ်။အမှန်တိုင်းသိတာကိုပဲတမာဒိဋ္ဌိလို့ခေါ်တယ်။စဉ်းစားစရာမလိုပဲနဲ့တခါတည်းပေါ့။ဥမာခေါင်းခဲတာနဲ့ချက်ချင်းပဲဒါပထဝီဓာတ်ပဲငါပိုင်တာမဟုတ်ဘူး။ယာတိဥဒုဆိုတဲ့အကြောင်းတရားကြောင့်ဒီလိုပထဝီဓာတ်သဘောတွေဖြစ်နေတာပဲ။ငါခေါင်းခဲတာမဟုတ်ဘူးဆိုပြီးတော့သူကတခါတည်းတန်းပြီးတော့နားလည်ရင်တမာဒိဋ္ဌိပဲ။ တမ်းပြီးတော့နားမလဲပဲနဲ့အခုတင်သားဓာတ်တွေကိုပြန်ပြီးတော့ဆင်ကျင်ရသေးတာပေါ့သူကအစာပိုင်းမှာတော့ချက်ချင်းတော့တမ်းမတည်ဘူးဒါကြောင့်မဟုတ်ဥစဉ်ကပြန်ပြန်မေးပေးတယ်ဆိုတာကပြန်ပြီးတော့ဆင်ကျင်မိအောင်ပေါ့စဉ်းစားတတ်အောင်ပေါ့နမစိန်တော့သူကမစဉ်းစားဘူးဆိုရင်ပေါ့ဒီပထဝီဓာတ်တွေယုတ်တရားတွေနန္တရားတွေကိုဥစဉ်တော့မတင်ကြဘူးဆိုရင်စဉ်းလည်းမစဉ်းစားတတ်ဘူးမစဉ်းစားတတ်ဘူးဆိုရင်သူကတကယ်ကောင်းခဲလာရင်သူကငါကောင်းခဲတယ်ပဲထင်တာပထဝီဓာတ်လို့မတည်ဘူး ကူကြားလိုက်တဲ့ထားသူကအတံမဲလို့တင်ထားတယ်သူကအတံမဲလို့တင်ထားတာတော့မှအခုဖုံးတံမြည်ကြီးဟာတရားထိုင်နေတော့ဘာလို့ဖုံးကြီးကမြည်ရတာလဲဟာလာတရားထိုင်နေတော့ကလေးကအော်တယ်ဆိုရင်လည်းအာဘာလို့ကလေးကပေါ်ရတာလဲပေါ့တော့အတံမဲဆိုတော့ဒါတင်ကြားထားမှပေါ့ဒီလိုရှုတတ်မှာတင်ကြားထားတာတော့မှဒါမင်းနေမရှုတတ်ဘူးဒါပြန်တတိပေးရတယ်ပြန်တတိမေးမပေးဘူးဆိုရင်သူကတရားထိုင်နေပဲမလဲလေ အာဖုံးတံများရင်အာနှောက်ရက်ပဲဒီကောင်ပါလို့ဟလာတရားထိုင်နေတာဘုံကြီးကိုမြည်အောင်လောက်တာလဲပေါ့တော့တင်ကြားထားတာတော့မှဥစဉ်ကမိမိသွားတယ်ငကိုပေါ့ငကိုတင်ညာရဲ့ပေါ့လှုပ်ဆောင်ချက်အတိုင်းပေါ့ဒီတင်ညာကောင်းတယ်ဆိုတယ်ဆိုပြီးတော့တတ်မှတ်တယ်ဒါကြာကြာတိုင်းညောင်းမယ်ဆိုတာသူ့တဘာဝပဲအညောင်းတာနဲ့ဥစဉ်တော့ပထဝီဓာတ်ပဲလို့မသိဘူး ဥစဉ်ကညောင်းတာနဲ့ငါနာတာပဲငါမကောင်းတာပဲသူကဒီလိုထင်တယ်ပေါ့ငါမကောင်းလို့ထင်တာနဲ့အဲညောင်းတဲ့ဘောမှာသူကဒေါသထွက်စိတ်ညစ်တယ်ပေါ့လေအဲ့ဒါဆိုရင်ဥစဉ်ကတရားကနားမလည်ဘူးဖြစ်သွားတာပေါ့လေအညောင်းတဲ့ဘောမှာဒါပထဝီပဲငါနာတာမဟုတ်ဘူးဆိုတော့အဲ့ဒါမှာတမာဒိဋ္ဌိဆိုတဲ့ပေါ့အတိမှန်ကစပြီးတော့ဖြစ်တာ အဝင်းတိုင်းတီထွက်တိုင်းတီတည်နေပါသတိမပါပဲလေမွန်စီနဲ့သတိမပါပဲလေပြင်းကိုမထွက်စေနဲ့သတိနဲ့ရှူလဲရှိုက်တဲ့အလုပ်ကို ပြုလုပ်မယ်ထိတာကယုတ်တရားထိတာတွန်းတာကယုတ်တရားထိတာတွန်းတာကဝါရောဆိုတဲ့ယုတ်တရားဒီဘောမှာတတိကတ္တာကနန္တရားပေါ့ယုတ်တရားနဲ့နန္တရားပဲဖြစ်နေတာငါဖြစ်နေတာမဟုတ်ဘူး ကြီးတဲ့သဘောတွန်းတဲ့သဘောလေးတွေမှာသူကဟိုမာတဲ့သဘောလေးကိုတည်တယ်ဆိုရင်ဒါပထဝီပေါ့လှုပ်တဲ့သဘောတွန်းတဲ့သဘောလေးဆိုရင်ဝါယောပေါ့အနားလင်အောင်ပြောတာပေါ့ဒီပါဇက်ကတော့ဝါယောဝါယောလို့ရရွတ်เสียမလို့ဘူးသူကသူ ठी ရင် ठी စေခဏ ठी တဲ့သဘောတွန်းလိုက်ရင်တွန်းတဲ့သောခဏတွန်းတဲ့သဘောတိုက်တဲ့သဘောလေးတွေကိုပဲသူကတိုံလေးတိလိုက်ဒါပဲလုပ်နေရမှာပဲ တော့ထီတီတတိပေါ့ထီတဲ့ဘောမှာတွန်းတဲ့ဘောမှာတတိကပြီးရင်ငါမဟုတ်ဘူးလို့နားလည်ပေးရမယ်ယုံတဲ့နန်းလို့နားလည်ပေးရမယ် တစ်ချက်တစ်ချက်အတွေးအယုံဓမ္မယုံတွေပေါ်လာမယ်ပေါ်လာခဲ့ရင်အတွေးအယုံတွေကိုကြိုက်ရမှာလည်းမဟုတ်ဘူးမကြိုက်ရမှာလည်းမဟုတ်ဘူးအတွေးအယုံတွေကိုပျောက်ချင်ရမှာလည်းမဟုတ်ဘူးအတွေးအယုံတွေကိုတွေ့တာရမှာလည်းမဟုတ်ဘူးတတိပဲထားလိုက်ပြီးရင်နှာဒီဝါကိုပဲပြန်အယုံဆိုင်ဝင်တိုင်းဒီထွက်တိုင်းဒီဝင်တိုင်းဒီထွက်တိုင်းဒီဝင်လေတီထွက်လေတီထီတီတတိထီတိုင်းဒီတွန်းတိုင်းဒီတိုးတိုင်းဒီ ထီတိုင်းတီတွန်းတိုင်းတီတီတာကတတိအာယုန်ဆိုင်တာကတတိဒီပေါ်မှာငါမဟုတ်ဘူးလို့နားလေတာကတော့ပညာပေါ့ဘာဝတရားပဲလို့နားလေတာကတော့ပညာပေါ့